ဟော့ပေါ်ရောအကင်ရောကိုတစ်ယောက်2000ခွဲကျော်လောက်နဲ့ဘူဖေးစားလို့ရမယ်အပြင်ဝီစကီဘီယာကော်တေစားရတဲ့တောက်စရာတွေကိုပါချက်ချက်ကထပ်ပေးစရာမလိုပဲ free flow အဝါတောက်လို့ရပြီးညနေ4နာရီနောက်ပိုင်းဆိုရင်အချိန်ကတ်သက်လောမရှိပဲစိုင်ပိတ်ချိန်တိဇိမ်နဲ့ထိုင်စားလို့ရတဲ့ဘူဖေးဆိုင်လေးကိုခေါ်သွားမှာပဲဖြစ်ပါတယ်။ကဲရာသီဥအချိန်လေးကတော့မွေး ညာဟော့ပေါ်စားကျင်တဲ့မှုလေးဝင်နေပါအဲ့အဲ့တော့ကျွန်တော်ဒီနေ့ကတော့ဒါဆရာဆန်လမ်းမပေါ်မှာရှိရဟော့ပေါ်ဒါရိုင်းမှာဟော့ပေါ်လာစားပဲဖြစ်ပါတယ်ဒီဆိုင်လေးကကျတော့ဟော့ပေါ်ဘူဖေးပုံစံမျိုးဖြစ်တာကြောင့်ဘယ်လိုပက်ကေ့ရရှိမလဲဆိုတော့ကျွန်တော်တို့တွားကြအောင်လိုက်ခဲ့ပါဦးဗျတာမလားဘူဖေးပက်ကေ့လေးကတော့မီလက်ဘာနဲ့ဆီဖူးလက်ဘာဆိုပြီးနှစ်မျိုးရှိပါတယ်1 year anniversary promotion အနေနဲ့ happy hour မနက်7:00နာရီကနေညနေ4:00နာရီအတွင်းလာရောက်စားသုံးမယ်ဆိုရင်မီလက်ဘာအတွက်ကကျတော့2600ကျပ် plus ဖြစ်ပြီးတော့ဆီဖူးလက်ဘာအတွက်ကတော့3300ကျပ် plus ပဲဖြစ်ပါတယ် happy hour အတွင်းမှာဆိုရင်စားသုံးချိန်ကတော့2နာရီခွဲရရှိမှာပဲဖြစ်ပါတယ်ညနေ ၄နိုင်ခွဲနောက်ပိုင်းကမီလဗာတွေအတွက်2900ကျပ် plus ဖြစ်ပြီးစီဖူလဗာကတော့3500ကျပ် plus ပဲဖြစ်ပါတယ်စားသုံးချိန်ကတော့အချိန်ကတ်သက်လောမရှိပါဘူးเนาะဒီ one year anniversary promotion လေးကတော့ဂျွန်တလလုံးထပ်တိုးထားမှလို့ပုံမှန်ထက်လည်းအရန်တက်ပါတယ်ပြီးတော့ buffet ရမှာဆိုရင်ရှီရှာဘီယာဝီစကီကော်တေးတို့ကိုပါ free flow တောက်လို့ရမှာဆိုတော့ရမကာလူလင်တို့အတွက်လောကွက်တိပဲပေါ့နော်ဒီလို plane light ကို special တောက်ဖို့အတွက်ချပေးထားပါဗောနော်အာကျွန်တော်ကကြတော့စီဖူးလဘာလေးစားရဆိုတော့စီဖူးအတွက်ဆိုရင်လည်းကျွန်တော်ဒါပဇွန် ဂုံပြီးရင်ကနန်းပြီးတော့ဒိုရီငါဒီမှာကိုးစားဝါစားရရပါတော့အဲ့ဒီပြင်ပေါ်မှာဒီမှာရေပွဲကင်းမွန်ပြည်ကြီးငါအာစားတဲ့ဖြင့်ရှိရပါတော့မိလက်ပါရဲ့အတွက်ဆိုရင်လည်းကျဲဝက်အမဲကလီစာအဲပြုံမှာချက်စင်ချက်မဲရုံသားစားတဲ့ဖြင့်ရှိရပါတော့ပြီးတော့အရသာနှစ်ထားရဲ့အသားရဲ့လည်းတွေ့ရတယ်အရသာနှစ်ထားရဲ့အသားရဲ့ဆိုရင်လည်းမာလာစပိုက်စီဘီယာအချို့နဲ့စားတဲ့ဖြင့်ရှိရောကိုယ်စိတ်ကြိုက်ရွေးချယ်စားလို့ရပါတော့ဘုဘမှာကြောင့်အသားလုံးတွေလည်းရှိပါသေးတယ် ီဘက်က citation တွေပေါ့နော်ကျွန်တော်တည်ထားသလောက်ဆိုရင် citation တွေဆိုရင်15မျိုးရှိရပြီးတော့ဒီဘက်မှာဆိုရင်အတုပ်တွေရှိမယ်ပြီးတော့အကျော်တွေလည်းရှိသေးရပေါ့နော်ပူဖွေးမှာတခါရဝတာထုတ်လို့ပါပြီးသားဆိုတော့ကွက်တိပဲပေါ့နော်ဝတာထုတ်ထုတ်လည်းစားပါပါမယ်ဒီမှာဆိုလို့ရှိရင်အချိုပွဲလေးတွေကလည်းစုံစုံလင်းလင်းရှိရအာဆူရှိပြီးတော့ကိတ်မုတ်ကြောက်ကြောတာကူပြီးလို့ရှိရင်မုံလုံးကြီးပေါ့မြမမုတ်အစုံလေးရှိရပေါ့နော်ပြီးတော့ရေကဲမုတ်လေးလည်းရသေးရရှင့်ဒီကကျွန်တော်ကပင်လေစာလေးရောအသားရေအစုံယူလာတယ်အဲ့ဒီပြင်မှာအရသာနှစ်ဖားလေးရဖြစ်တော့ကြအရသာနှစ်ဖားအသားလေးယူထားပေါ့နော်အဲ့တော့အကင်တက်ကိုရတာနှမ်းမယ်ဒီဘက်ကဟော့ပေါ့တက်ကိုထည့်ပါမယ်ဟော့ပေါ့တက် ွေနဲ့သူကရွေးချယ်ကြရင်းရလင်းမျိုးရတယ်။မာလာကောလဂျင်၃ရန်ဘက်ကချက်ပြုတ်ကြီးပေါ့နော်။အဲ့တော့လင်းမျိုးလုံးကိုအရသာခံပြီးစားပြရအောင်ပေါ့။မာကကြတော့ကင်ပီးရဲ့စားပြလည်းရှိရဲ့အဲ့ပြောင်းပထုံလေးဆိုတော့ဖွာပြရပေါ့နော်။ Okay ။တော့ဖတ်ကြပါဦး။ဆေးပါပြီ။ ရှင်လေးတွေအတွက်ဆိုရင်လည်းအရာတာနှစ်ခါတည်းယူထားပြုတ်တဲ့ကြောင်းအနှစ်ကလည်းများများလေးနဲ့ဆိုတော့ဒီဘက်ထက်မှလည်း green တွေ့ရပါတော့။ပတ်တော်တော့လို့ရည်ရည်ခါလီရောပိုးတာကလေးပါတူလည်းတစ်ခါမစားဘူးလို့ထိုက်ကြည့်ပဲဗျ။ဘယ်လိုလဲ။အဲ့လိုက်တော့ဖောက်ခွန်းလဲဆိုပြီးတော့သူ့အထက်အထက်လေးကြီးထွက်လာ။ချင်းစိတ်ကြီးနေပေါ့နော်။ပြောသူ့ရဲ့ပိုးရဲ့အနှံ့ကြီးတက်လာ။ ။ဟိုကတော်မြန်လေးစားပါဗောနော်။တပြောင်မာလာလေးပါ။ဘောအကင်လေးလို့စော့လေးလောင်းစားပြီးဆဲပါမယ်။ဆဲပါအောင်ညာ။တုံးတော့မာလာဆက်ထားကြရအောင်ရှယ်ပဲ။ ဒီမှာကျတော့ညနေ၄နာရီလောက်ပိုင်းဆိုရင်စိုက်ပိတ်ချိန်အထိကိုအချိန်ကန့်သတ်မရှိရဲစားလို့ရမှာဖြစ်တဲ့ကြောင့်ဟော့ပေါ်လေးစားအကင်လေးစားရင်းနဲ့မှာဘီယာရောဝီစကီရောအေးစေးလေးတောင်းရင်းနဲ့ကိုယ်တကယ်ချင်းနဲ့သူချေးလို့လည်းကောင်းတာပေါ့နော်။ရမမကြီးခွာပေးထားတဲ့ပစိုးလေးစားရမှာဖြစ်ပါတယ်။ဒီကမာလာရတာနဲ့တုံရရတာလေးကြိုက်တယ်ဗောနော် ကဲအခုကကျွန်တော်ဒါအချိုပွဲလေးစားပါတော့မယ်အချိုပွဲတက်ဆိုရင်လည်းဂျီဂက်မုတ်လေးစောစောနေရှိရဲအေးပြုံမှာအာမြန်မာမုတ်တီးရင်းနဲ့တခြားအသီးတွေရောပြီးတော့တစ်ဆက်လေးတွေကိုလည်းစုံနေအောင်လို့စီစဉ်ပေးထားရပါတော့နော်စတော်ဘယ်ဒီလေး ကျွန်တော်ဒီနေ့ဒါစာခဲ့ဆိုင်လေးကတော့ hotpot diary ဆိုဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကတော့ဘူဖေးပုံစံမျိုးဖြစ်တာကြောင့် food is အနေနဲ့ကြံမယ်ဆိုရင်တော့ handout ကတော့ငါးအောင်ကြာကောက်ခံပါတယ်ဆိုင်လေးစာလေးကတော့အမှတ်40ခုဆရာဆန်လမ်းမပေါ်ဗဟန်းမျိုးနဲ့ပါပဲရှိပါတယ်ဆိုင်ဖွင့်ခြင်းပိတ်ခြင်းလေးကမနက်7:00နာရီည7:00နာရီဖြစ်ပါတယ်ကျွန်တော်ပြီလို့ကျွန်တော်ကျွန်တော်ဆောင်းတက်လိုက်ပါမယ်နောက်လည်းကျွန်တော်ပြန်ဆိုင်လေးပြန်ရလေးခေါ်မယ်ဆိုတော့စောင့်ကြည့်အောင်တဒါ